နှစ်ပေါင်းများစွာကြာတဲ့အထိတခင်ကိုမှတ်မိနေတဲ့ဖြန်လီနဲ့ကောင်မင်္ဂလာပါပြိတ္တကြီးရင်ဖြန်လီတွေဆိုတာကတော့အိမ်မွေးတရိစ္ဆာန်မဟုတ်တဲ့အတွက်တခြားတရိစ္ဆာန်တွေလိုမျိုးသူတို့ကိုခဏတာကြွေးမွေးဘူးရင်တခင်အဖြစ်အတိမတ်ပြုတ်လိမ့်မယ်လို့တွေးမိဘူးကြလားကနေဒါနိုင်ငံမှာတော့မိုက်ဆိုတဲ့အမျိုးသားတစ်ယောက်ကသူ့အိမ်နောက်ဘက်မှာလာသားရွယ်ပင်လယ်ဖြန်ပေါက်ဆာလီနဲ့ကောင်ကိုတွေ့ခဲ့ပြီးသူ့အိမ်ထဲမှာပဲမွေးထားလိုက်ပါတယ်အဲ့ဒီဖြန်လီတွေအတွက်ရေကူးကန်တစ်ခုလည်းလုပ်ထားပေးသေးတယ်မိုက်က သူ့ရဲ့အိမ်မှာမွေးထားတဲ့ကြောင်နဲ့ဖြန်လေးနဲ့ကောင်အဆင်ပြေပါမလားစိတ်ပူခဲ့ပါတယ်။ဒါပေမဲ့ကြောင်လေးကဖြန်ပေါက်လေးတွေကိုဘာအနေမှမလုပ်ဘဲသူတို့ကရှင်းနေသွားကြတယ်။မိုက်ကဖြန်နဲ့ကောင်ကိုပူပူနဲ့ဂူဂူဆိုပြီးနာမည်ပေးထားပါတယ်။ဖြန်လေးတွေကဒီအိမ်မှာနေရ၃နှစ်လောက်ကြာတော့ပင်လယ်ဖြန်ကြီးတွေဖြစ်လာတဲ့အခါအိမ်ထဲကရှေးကူကန်ကသူတို့အတွက်ကြံမြောင်းနေပါပြီ။မိုက်ကဖြန်လေးကိုတပေါင်းမအတိုင်းလွတ်လွတ်လပ်လပ်နေနိုင်မှုမြစ်သေးကိုလွတ်ပေးလိုက်ပါတယ်။ နောက်နေ့နေငယ်ကြတဲ့အချိန်မှာမိုက်ကမြကန်းကိုနောက်တစ်ခါပြန်ရောက်ခဲ့ပါတယ်။အဲဒီအခါမှာရေးဆက်ကဖြန်လေးတကောင်ကမိုက်ကိုမြင်လာနဲ့ဝမ်းသာအားရပြေးလာကြူပါတယ်။နှစ်တည်ကြတဲ့အထိတခင်ကိုမမေ့တဲ့ဖြန်လေးကိုမိုက်ကပွေပတ်ထားပြီးညှိရီချနေခဲ့ပါတယ်။မိုက်မမီတာကတော့သူ့ကိုလာကြူတဲ့ဖြန်လေးကပို့ပို့ပါ။နောက်တစ်ကောင်ဖြန်လေးကိုကိုကိုတော့ပြန်မတွေ့ခဲ့ပါဘူး။